မင်္ဂလာပါခင်ဗျာစုံနိုင်ထုံးမြန်မာ Trader Channel မှာ Share S YouTube Channel လေးကပြန်လည်ကြိုဆိုပါရခင်ဗျာဒီနေ့မှာကျွန်တော်ပညာဒါနသင်ငန်းစာပို့ကြလာတာသင်ငန်းစာ22ကိုရောက်ရှိလို့လာပါပြီခင်ဗျာဒီနေ့ကျွန်တော်အခုတ်ပညာရှင်တွေပြသနေရဖြစ်ပါတယ်စစ်သူကြီးလက်အခုတ်အထုပ်အဖြုတ်ပုတ်တွေကအခုတ်၅မျိုးတွေကအမှတ်စဉ်နံပါတ်3ကိုရောက်ရှိมาလည်းဖြစ်ပါတယ် ီနေ့အခုံ၅မျိုးအခုံ၅မျိုးရဲ့အမတ်စင်တော့မစခင်မှာညီလေးညီမလေးကျွန်တော်ကိုမေးထားတဲ့မေးခွန်းလေးတစ်ခုရှိတယ်။အဲ့ဒီမေးခွန်းလေးတွေကိုကျွန်တော်ဒီနေရာမှာတစ်ခါတည်းပြောချင်တယ်။အကိုကြီးကျွန်တော်တို့ကဘယ်တန်ပြားကျွန်တော်တို့ကညာတာမလို့ကျင်းရမလဲ။တိုင်းမှာဘယ်တန်ညာတန်ရှိသေးလား။တိုင်းပညာမှာဘယ်တန်ညာတန်မရှိပါဘူးခင်ဗျာ။တကယ်လို့မိမိကဘယ်တန်လဲဆိုရင်ကျွန်တော်တို့ကညာကိုပို့ကျင့်ရပါမယ်။မှန်မီအောင်ထပ်ပြောမယ်ခင်ဗျာ။ဘယ်တန်လဲဆိုရင်ညာကိုပို့ကျင့်မှာ။ ကိုယ်ညာသန်နေဆိုဘယ်ကိုပို့ကျင့်ပေးပါဒါမှလက်ကြညီမှာဖြစ်ပါတယ်လက်ကြညီတယ်ဆိုတော့ဘာကိုဆိုလိုတာလဲဆိုရင်ကျွန်တော်တို့မြမဆိုင်ဝိုင်းတီးပညာမှာပတ်တီးရှေးကဆိုင်ဝိုင်းလေကောင်မှာတီးတဲ့လူကိုပတ်တီးတီးတယ်လို့ခေါ်တယ်အဲ့ဒီပတ်တီးတီးတဲ့လူဟာလက်ကြညီရပါတယ်ဘယ်ရောညာရောလက်ကြညီမှာဆိုင်တီးတာကျွန်တော်တို့အတန်ဟာကျွန်တော်တို့ညီတာဖြစ်တယ်အတန်ကြညီတယ်လက်ကြညီတယ်ဘယ်တန်ညာရန်ညီတယ်လို့ခေါ်ဒီလိုပဲတိုင်းသမားမှာလည်းဘယ်တန်ညာတန်ရှိတယ် ကျွန်တော်တို့ဘယ်ရောညာရော ကစားတက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပုံမှန်အဖြစ်ဘယ်လက်ကုတ်ထောင်ကနေစပြီးတော့ကစားနေကြဖြစ်တယ်ဆိုရင်ကျွန်တော်ဒီတစ်ခါညီရင်ညီမတွေကိုနားလဲသဘောပေါက်အောင်ညီရင်ညီမတွေကိုဒီဘယ်လက်ခုတ်ထောင်တစ်ခုတည်းကျင်းရမယ်ပြောတာမဟုတ်ဘူးเนาะအဲဒီဘယ်လန်းညာလန်းအကုန်လုံးကစားတက်ရမယ်ကျွန်တော်ပြောတာကကျွန်တော်ဒီလိုဘယ်လက်ခုတ်ထောင်နဲ့စပြီးသွားတယ်လို့ဒီဘက်ကညာလက်ညာလက်ခုတ်ထောင်နဲ့စပြီးတော့လဲ ကျင့်ပေးရမှာဖြစ်တယ်။အဲ့ဒီနေရာမှာကျွန်တော်နမူနာအနေဖြင့်ပေကုံးမခွဲကိုဒီ၅ကွက်ထဲမှာအသွားပြန်တစ်ခေါက်ကစားပြမယ်ညီရင်ညီမတွေသဘောပေါအောင်လို့။ဒါကဒီနေ့သင်ခန်းစာမဟုတ်ဘူးနော်။ဒါကိုညီရင်ညီမရှေ့ရသင်ခဲ့တဲ့သင်ခန်းစာတိုင်းမှာဘယ်ရောညာရောကျင့်တော့အောင်လို့အကောကလောက်ပြပေးသွားမှာဖြစ်တယ်။နားလည်မယ်လို့မျှော်လင့်ပါတယ်။အဲဒါဆိုကျွန်တော်တို့စကြရအောင်ခင်ဗျာ။ဥစွာကာရဝပြုပါမယ်။ပုံမှန်အဖြစ်တော့ကျွန်တော်စပြီဆိုရင်ဘယ်လက်ခုထောင် ကြားနဲ့မြင်တယ်ဒီဒီခါမှာကျွန်တော်ရေညမတွေကိုညာလက်ခုတ်ထောင်နဲ့ကစားပြမှာဖြစ်ပါတယ်ညာလက်ခုတ်ထောင်ဝေတက်ခုတ်မခွေပေတက်ခုတ်ဆပ်ပေတက်ခုတ်နောက်လေမခွေ ြန်ဆင်းมาဖြစ်ပါတယ်ပေတက်ခုမခွေပေတက်ခုစပယ်တက်ခုနောက်ရမှာခွေပေလာခေါ်တော့ဒီတိုင်းကစားတတ်မယ်လို့မျှော်လင့်ပါတယ်ညီငယ်ညီမတွေဒါဟာ ျွန်တော်တို့ညာလက်ခေါက်ထုံနဲ့စပြီးသွားတာဖြစ်ပါတယ်။ဘယ်လန်းကဆန်းဆန်းညာလန်းကဆန်းဆန်းညံ့တယ်လို့ဆန်းမောင်ပါကြံပေါ့ဗျာကျွန်တော်တို့ရက်ကွက်ထရေပြောတဲ့ကိုဘယ်လန်းကဆမ်းလားညာလန်းကဆမ်းလားဒီသဘောမျိုးပါပဲကျွန်တော်တို့ဘယ်ရင်ညာရင်ခွဲပြီးတော့ကျင်ကျွန်တော်ကဘယ်ပဲတန်နေဗျညာမလောက်တတ်ဘူးဆိုတော့မရှိရဘူးเนาะညာလဲတန်အောင်ကျင့်ရမယ်ကိုကဘယ်တန်နေဆိုညာပို့ကျင့်မှာညာတန်ညာတန်နေဆိုရင်ဘယ်ကိုပို့ကျင့်မှာဒီလိုပဲကျင့်တဲ့အခါမှာဒုတ်သား စတဲ့လက်နက်ကရိယာတွေကင်ဆောင်တဲ့အခါတွေမှာပိုပြီးသိသာလိုက်မယ်ကျွန်တော်ဘယ်လက်နက်ကင်ပြီးတော့လဲကျင့်မှာညာလက်နက်နောက်လာမဲ့ဓာတ်သင်္ကန်းစာတွေဒုတ်သင်္ကန်းစာတွေမှာဆိုလဲအဲ့လိုဘယ်ညာကျင့်ရမှာဖြစ်ပါတယ်ခင်ဗျာဒါနမူနာပြောပြတာဖြစ်တယ်ညီညီမတွေမိကုန်ကိုအကိုပြောပြလိုက်ပြီးဖြစ်ပါတယ်ခင်ဗျာနောက်ညီညီမတွေကိုအကိုအတိလေးတစ်ခုပေးကြပါတယ်ကိုကစားလာတာခုဆိုရင်လောက်ဝတ်တောင်ကြောလာပြီအမှတ်စဉ်20နှစ်ဖြစ်လာပြီဆိုတော့မိမိကစားတော့မယ်မိမိကစား ောက်မဲ့လေးကျင်းတော့မဲ့ကွင်းထဲမှာရောက်တော့မယ်ဆိုရင်မိမိကွင်းကိုတတ်မှတ်လိုက်ပါဥမာတိုင်းကစားဖို့တော့တိုင်းလေးကျင်းဖို့တော့တိုင်းကွင်းလေးတစ်ခုကိုကိုယ့်ရဲ့အနီးဘက်ဝန်မှန်ရှိတုတ်ခေါင်းချောင်းနဲ့ဖြစ်ဖြစ်ချစ်ပြီးတော့ဝိုင်းလိုက်ပါကိုယ်ကစားမဲ့အကျယ်ဝန်းတစ်ခုထိကစားပြီးတော့အဲ့နေရာကိုစီးချလိုက်တဲ့သဘောဖြစ်ပါတယ်ဒီကြရင်ဝင်ပေါက်လေးတစ်ခုတတ်မှတ်ထားပြီးပါအဲ့ဒီစီးကနေပြီးတော့ပဲဝင်ပါအဲ့ဒီပေါက်ကနေပြီးတော့ပဲထွက်ပါ စီကြော်ပြီးတော့ဟိုကနေဝင်ဒီဘက်ကနေထွက်တာတွေမလုံးစေချင်ပါဘူးခင်ဗျာဒါကတော့ကျွန်တော်ရဲ့ အယူအဆပါကျန်တဲ့ညီကိုညီမတွေမလုပ်လေရပါတယ်ဘာမှပြောဒါမှညီညီမတွေကိုဖြစ်စေခြင်းနဲ့ဆန္ဒလေးကိုပြောပြတာဖြစ်တယ်ဒါကတော့လုပ်လေရတယ်မလုပ်လေရတယ်ကိစ္စမရှိဘူးเนาะဒါကကိုယ့်ရဲ့ဆန္ဒကိုပြောပြတာအကိုကတော့အကိုကစားတော့မယ်တွင်ဆိုရင်အကိုကတတ်တတ်တတ်မှတ်လိုက်တယ်တတ်ပြီးကိုကစားမယ်တွင်ကိုကစားမယ်နေရာနေပဲဝင်လာတယ်ထွက်ရင်လည်းကစားနေနေထွက်လိုက်တယ်ဒါကတော့အယူသိမှုပေါ့ဗျာကိုယ့်ရဲ့ ရှေးအစင်ဆက်ကတည်ဆောင်လာခဲ့ကြတဲ့ဘိုးဘွားပြည်ပြည်နေနဲ့တို့ကျွန်တော်တို့တိုင်းကိုစောင့်နေတဲ့တိုင်းဆောင်နဲ့တွေပါလေအကုန်လုံးအယုဒေပြုကာရဝပြုတဲ့အနေနဲ့ဒီလိုစိချထားတာဖြစ်ပါတယ်သူစိကိုစိသဘောမျိုးဖြစ်ပါတယ်ညီညီမတွေလည်းအဲ့လိုမျိုးကစားစေချင်တာပါဒါပေမဲ့မကစားလဲကိစ္စမရှိဘူးနော်ဒါညီတို့ကျွန်တော်တို့တိုင်းဟာခုဆိုရင် small အသွင်နဲ့ပြောင်းလာပြီဖြစ်တယ်ကျွန်တော်တို့ကိုခံပညာရက်တခုလည်းဟုတ်တယ်ကျမကြီးအားကစားတရက်အနေနဲ့လည်းအသွင်ကူးပြောင်းလာပြီဖြစ်လို့ညီတို့ညီမတွေတက် လော့လပ်ပိုင်ခွဲ့အတိုင်းကစားပိုင်ခွင့်ရှိတယ်လေ့ကျင့်ပိုင်ခွင့်ရှိပါခင်ဗျာကန့်သက်ထားခြင်းမရှိပါဘူး။အော်ဘေးစကားတွေပြောတာရမ်းများသွားပြီဆိုတော့ဒီနေ့ကျွန်တော်သင်ခန်းစာစပြီဖြစ်တယ်သင်ခန်းစာကျွန်တော်တို့အခုတ်သင်ခန်းစာစနေတာဖြစ်တယ်အဲကြတော့ကျွန်တော်တို့ဂါရဝပြုလိုက်မယ်နော်သင်ခန်းစာခုမှစအောင်ပါဖြစ်ပါတယ်ခင်ဗျာပေလက်ခုတ်ထောင်စပါပြီပေတက်ခုတ်အော့ခဝိုက်ခုတ် 骂，快！再把们背大口，二口五外口，背大口，二口五外口，闹的嘛？快！背大口，二口五外口，骂，快！再把们背大口，二、哦、口。 外口背大口二个外口闹了嘛，快！奥卡外口，所以都嘛呗，背大口奥卡外口，这把怎么样？你你妈的，来嘛吧，西安的现在这是。ဒီကြညာမယ်ဆိုလွယ်မလို့မျောလင်းပါတယ်ခင်ဗျာဒါတင်ငန်းစာရဲ့ အောက်ခဝိုက်ခုတ်ဖြစ်ပါတယ်ကျွန်တော်တို့ရှေ့နောက်မြင်ပြီးဆိုတော့ကျွန်တော်ပညာတခါကစားပြမှာဖြစ်ပါတယ်ခင်ဗျာညီညီမတွေရှင်းအောင်လို့ဥစွာကာရဝပြုပါမယ်ခင်ဗျာကြည့်ပြပဲကစားပြမှာဖြစ်ပါတယ်ခင်ဗျာဘယ်လောက်ခေါအောင်ပေးတဟုတ်အော့ဟဝိုက်ခုတ်မောက်ခွေ 背，大口，二哈，外口，三背，大口，二哈，外口，闹了吗？快，先忙完，背，大口，二哈，外口，骂，快，二股边先闹嘛，就过来看呀，背。 ออกวายโสบะตะโคออวายโนอกเลยมาควยตาฮะကျွန်တော်တို့ငါးခွက်ကိုဖေးလိုက်ပြပေးတာဖြစ်ပါတယ်ညီလေးညီမတွေအမြင်ရှင်းအောင်လို့ဖြစ်ပါတယ်အရန်တိုင်းမမြင်မအောင်တကယ်လို့များညီလေးညီမတွေကအကိုကြီးမြင်တာမရှင်းဘူးခင်ဗျာ ကျွန်တော် BO5 မှာလိုအပ်ချက်တွေကိုကျွန်တော် comment ကနေလာပြီးတော့လဲအကြံပြုနိုင်ပါတယ်အကိုကြီးနည်းနည်းလေးနှေးပေးပါဦးနည်းနည်းလေးဖြည်းဖြည်းလေးသွားပေးပါဘယ်ရဘလို့ဒီဟာတွေအားလုံးရဲ့ရှင်းတန်းကိုတော့ကျွန်တော်သင်ခန်းစာတွေအားလုံးကျွန်တော်ပညာဌာနသင်ခန်းစာတွေအားလုံးစုံနေစုံသွားပြီဆိုရင်ကျွန်တော် တွဲလူနဲ့ကျွန်တော်ပြန်ပြီးတော့ဒါတွေအားလုံးကိုအသုံးရှင်းတဲ့နေပြန်ပြပေးမှဖြစ်ပါတယ်။ညီငယ်မတွေစိတ်မပူကြဖို့ကျွန်တော်ဒီနေ့ကနေမြေတားရက်ခံပါတယ်။ခုလက်ရှိမှာကျွန်တော်တယောက်တည်းရှိနေတဲ့အခြေအနေမျိုးကျွန်တော်နှစ်ယောက်မပြတာဖြစ်ပါ။နှစ်ယောက်ရှိတဲ့အချိန်ကြမှာညီငယ်မတွေဒီသုံးတွေကိုပို့ပြီးတော့မြင်ရမှာဖြစ်တယ်။ဒီအချိန်မှာအသုံးတွေကိုကျွန်တော်ဒီသင်ခန်းစာတွေအားလုံးပြီးသွားပြီဆိုရင်ကျွန်တော်ပြမှာဖြစ်ပါတယ်။ကျွန်တော်စီစဉ်ထားတာတွေအများကြီးရှိပါသေးတယ်။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းစဉ်ဆက်မပြတ်အားပေးကြဖို့ မျောလဲมาတယ်ခင်ဗျာငယ်ညီမတွေအတွက်အကျိုးထူးမယ်လို့လည်းမျောလဲมาတယ်လက်တုပ်ဓာတ်လန့်အကုန်ကစားတတ်အောင်ကျွန်တော်သင်ပေးมาဖြစ်ပါတယ်ငယ်ညီမတွေအတွက်ညီမတိုင်းပိုင်းတက်ဖို့လိုပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ရိုးရရင်ကျေးမှုပညာရက်တွေကိုထိန်သိမ်းဖို့လည်းလိုပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တိုင်းပညာရက်တွေပြန်ပါဖို့အတွက်ကျွန်တော်တက်နိုင်တဲ့ဘက်ကစူးစမ်းဆောင်ရွက်နေတာဖြစ်ပါတယ်ကျွန်တော် video file ကိုဒီနေရာမှာတင်အဆုံးတက်လိုက်ပါမယ်ခင်ဗျာ ဤနေညီမတွေအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့တလုံးတပါးဒီပြည့်စုံကြပါသည်ခင်ဗျာစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြည့်ကြပါသည်ကြောက်နေကြစကားလေးအတိုင်းပဲအခုအကိုတင်ကြပို့ချပေးနေတဲ့ပညာရက်တွေကမိမိကိုမိမိခုခံကာကွယ်ရနိုင်မိမိအမျိုးဘာသာသာသနာမိမိနိုင်ငံမိမိလူမျိုးအတွက်ကာကွယ်စောင့်ရှောက်တော်နေရနိုင်အသုံးပြုကြပါသည်ခင်ဗျာတခြားမဟုတ်သောနယ်ပယ်ရပ်များမှာအသုံးပြုခြင်းမလုပ်ကြပါနဲ့ခင်ဗျာမူရစ်ကျွန်တော်တို့ဒူးစရိုက်လုပ်ငန်းများနဲ့ အနိုင်ကျဘူကြသောလုပ်ငန်းများနဲ့အသုံးမပြုဖို့ကျွန်တော်နူးညံ့မြင်တာရက်ခံပါတယ်နောက်တစ်ခုကတော့ကျွန်တော်တင် जा ပို့ချနေတဲ့ DPO ဖိုင်တွေကိုတခြားမြေတီဆိုရှယ်မီဒီယာမှာပြန်လည်တင် जा တန်လည်တင်ပြခြင်းမလုပ်ကြဖို့ကျွန်တော်နူးညွန်းပါဝင်ပါပါခင်ဗျာအားလုံးကိုချစ်ခင်လေးစားလိုက်ပါကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာခင်ဗျာကျွန်တော်ဗီဒီယိုလေးကအသုံးဝင်နေဆိုရင်တော့ comment ကလေးတွေရေးပေးကြဖို့မြတ်တာရက်ခံပါတယ်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ